မင်္ဂလာညချမ်းပါအလဂီရီဗျူးကကျူဆိုပါရယ်ဒီနေ့မှာတော့ကပါဆော့16နဲ့2မိုင်အထိရောက်လာတဲ့အာရခတ်တတ်တော်အီအီအကြောင်းအပါအဝင်စစ်တွေမှာပြင်းထန်တဲ့တိုက်ပွဲအောင်တိုင်းကျေးရွာနဲ့အမြင့်ကျွန်းကျေးရွာတွေမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပြီစစ်တွေကိုသိမ်းတော်မလားကပါဆာ16စစ်မျက်နှာကတရှိန်လို့ထုံးဝင်လာပြီး ကပ္ပစာတွေတိမ့်တော်မလားဆိုတော့သတင်းနဲ့သုံးသက်ချက်လေးကိုပြောကြရအောင်နောက်တစ်ခုကတီရာယူမွန်ဆိုတဲ့ပြူစောတီအဖွဲကပိုင်ဆိုင်တဲ့ drone disease ကိုတော်လိုက်ရင်တပ်ဖွဲ့တွေသိမ်းဆီးရမိခဲ့တယ်ဆိုတော့ဝမ်းသာစရာသတင်းတပုတ်ညှက်ပြောချင်သေးတယ်ဆိုတော့ဒီကနေ့အော်တိုဘာ20မနေ့ကအော်တိုဘာ29ရက်နေ့မှာနှထိုးကြီးမြို့အနောက်ချမ်းမှာတော်လိုင်းတက်တွေက ဆိုင်ကယ်တွေနဲ့ပေါ့ဗျာနေမီရှင်းလေးလောက်တိုင်ကလေးနဲ့လှည့်ပါကြည့်ယူနီဖောင်းပြည့်စုံအဲ့ဒီမှာစင်တင်တချင်းဆိုဘူးတဲ့အာဒီအခါကျင်းဝင်နဲ့ဒီစစ်တပ်နဲ့ဘယ်လိုခေါ်မလဲအိတ်ဖူးတယ်ပေါ့ဗျာနော်ဟိုပြည့်တယ်စားတတာပေါ့နော်အဲ့လိုပြောရင်တော့သူများတစ်ခါတိတ်ခါကြောက်ကျွန်တော်ကြားရတာကိုပြောတော့အတီတာယူမွန်ဆိုတဲ့အမျိုးသမီးလက်ရှိလေဒီနာမခရဲကဘူကြီးဘူမူအဆရှိတဲ့ကောင်တွေနဲ့ ဂရင်းဇလန်နေအများစွာရှိတဲ့တီတာယူမွန်သူဦးဆောင်လာတဲ့သူစောတိအဖွဲ့စစ်တပ်နဲ့ပေါင်းပြီးမြင်းညံဒေသခံတွေရွာတွေကိုမီးရှို့ဖျက်ဆီးအမျိုးသမီးတွေကိုမရင်ချင်းတောက်လျှောက်လုပ်နေတဲ့ဒီတပ်ဖွဲ့ကိုမြင်းညံခရိုင်ကတော်လိုင်းတပ်ဖွဲ့တွေကပိုက်စိတ်တိုက်ရှင်းနေမို့လေစူးစမ်းနေပါတယ်သူကပဲအပြေးပေါက်အပြေးကောင်းတာလားကံမဲကောင်းနေလို့လားတော့မသိဘူးထိတ်တိုက်တိုက်ပွဲ တွေ့တဲ့အချိန်မှာတော့ တူရာယူမှုလွတ်မြောက်သွားတာနှစ်ခါရှိပါပြီဒီကနေ့တော့ဒီပူစောတီအဖွဲ့ကတူရာယူမှုဥဆောင်တဲ့ပူစောတီအဖွဲ့ကဒရုန်းတစ်စီးကိုတော်လိုင်းတက်တွေကတိမ်းစီရမိခဲ့ပါတယ်ဒရုန်းရဲ့အနေထားကိုလေ့လာကြည့်တော့စစ်တပ်ကထုတ်ပေးထားတဲ့ဒရုန်းဖြစ်တယ်လို့သိရပြီးမြန်မာငွေနဲ့ကလာတံမိုး3100ကျော်လောက်တန်ပါတယ်ဘတ်တသိန်းကျော်လောက်တန်တဲ့ဒရုန်းမျိုးစားဖြစ်ပါတယ်ကျွန်တော်ထင်တယ်ဒီ drop bone 3လုံးတော့မဟုတ်4လုံးတွဲနိုင်တဲ့ kg များများတိမ်နိုင်တဲ့ drone မျိုးစားဖြစ်ပါတယ်ဆိုတော့မြင်းကြံနဲ့ပတ်သက်ရင်တော့မြင်းကြံကဘိုးမိုက်ခဲတို့မြင်းကြံကဘိုးအောင်စိုးတို့ဆိုတာကတော့အားလုံးသိပြီသားဖြစ်မှာပါလူငယ်တွေဖြစ်တဲ့တကယ်တိုက်တယ်တကယ် sorry မြင်းကြံခရိုင်အထူးစစ်စင်ကြီးတိုက်ပွဲဒီမှာဆိုရင်မြင်းကြံတောင်တာမထိုးကြီးမလိုင်းတောက်လျှောက်ပြင်းထန်တဲ့ထိုးစစ်တွေနဲ့ဆင်နွယ်ကင်းနိုင် ဒီတကြော့လည်းပြန်လာလေအောင်မယ်လို့ကျွန်တော်တို့ယုံကြည်နေတယ်။ကဲအာကတ်တတ်တော်ဤရဲ့စီအခြေအနေကိုတင်းလေးကိုအချင်းတင်ပြရင်သုံးသက်ချက်ဒီနားထောင်ကြရအောင်။ဘကိုတိုင်းဗရောင်းမှာရှိတယ်အာကတ်တတ်တော်ဤတိမ့်ပိုက်ထားတဲ့ပကံကဲကြေးရွာအနီးက0.669တိရမလား။ဒီ0.669ကိုဖက်စစ်တက်ကပြန်ရနိုင်မှုဖိုးစစ်စင် လူတွေရိတ်ခါတွေလေရင်တွေနဲ့ဘုံကျဲတဲ့စစ်ကူတွေတောက်လျှောက်ပို့နေတဲ့ဂျားတွေက0.63လုံးဂုံးကိုမသိမ်းနိုင်တဲ့အပြင်နောက်ထပ်စက္ကန့်တစ်ခုပါအရကတက်တော်ကြီးကထိုးစစ်စင်သိမ်းပိုက်လိုက်နိုင်နေပြီတောင်ကုတ်အုပ်ရှိပြီးရိုးတောင်ကျောမှာရှိတယ်0.66စက္ကန့်ကုန်ပြန်ပြန်လိုချင်လို့ ပြည်သူစစ်ခေါ်မလားပေါ်တာဆွဲတယ်ပေါ့ဗျာနော်စစ်မှုထမ်းကလေးတွေပါစသူတို့နေအသေးခံကိုင်းပြီးထိုးစစ်ဆင်တဲ့အပြင်ထိုးစစ်ဆင်နေမရတဲ့အပြင်စေးပိုက်တန်းတန်းနေခွေးတွေဝတ်တည်တည်ပြီးပြန်လဲစုတ်ကွာကစင့်ကြဲထွက်ပြေးကြတယ်အဲ့တော့အဲ့လိုစုတ်တဲ့နေရာမှာအာခတ်တက်တော်အေးကထက်ချက် license ဆိုတာရှိတယ်စစ်တဘောမှာထက်ချက် license နဲ့ဆက်လိုက်ပြီးဆက်တိုက်တာတောက်လျှောက်ချိန်မိုးရင်းဝင်တာ အဲ့ဒီမှာရိတ်ခါထောက်ပို့လို့တဲ့ဂျာစကန်တစ်ခုကိုထပ်သိမ်းလိုက်တယ်။အဲ့ဒီခန်းကလေကပ္ပစ16နဲ့နှစ်မိုင်ပဲကွေးတယ်။အဲ့နေရာကိုလက်ရှိအချိန်မှာဝိုင်တွဲချက်လီရင်ဒီဂျုံတွေတင်ကားအတွဲလိုက်ဂျုံတွေနဲ့တောက်လျှောက်ပစ်နေတယ်။ကပ္ပစ16နာကိုကတ်လာတဲ့အတွက်ဖက်စတဟာအင်မတန်တုံလှုပ်စရာကောင်းတယ်။တော်လန်ထိုးစစ်ကြီးတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ ဖက်စစ်တက်အကြောက်တရားပေးတယ်ဖက်စစ်တက်ကိုအကြောက်တရားပေးတယ်ပေးနိုင်တဲ့အခတ်တတော်ကြီးနဲ့ပူအောင်တက်တဲ့စစ်မျက်နှာတွေဟာတပြေးပြေးကြီးမားကျယ်ပြန့်လို့လာပါတယ်ကာဘာစချောင်းအနီးကိုရှောက်လာတာကြောင့်စစ်ဘူးစစ်ကြောင်းတွေဟာမတုံကြီးွာမှာအင်အား900နဲ့တထောင်ချားမှာရှိတယ်အဲ့တထောင်နဲ့ပိတ်ပြီးတော့ခန်းစစ်ပြစ်ထားတယ် တက်ဖြတ်လာတယ်အခုဆိုရင်ဒီကနေ့ဒီအချိန်ထိကပ္ပစာ16ရဲ့3မိုင်ဝင်းကျင်မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေတယ်ကပ္ပစာ16ခုတလောထိုးစစ်ဆင်ပြီးတိမ့်ပိုက်နိုင်မယ်လို့ယုံနေမလားအတက်နဲ့ဘဝနဲ့ယုံကြည်ချက်နဲ့နှလုံးသွင်းနဲ့တည်ဆောက်ထားတဲ့တော်လန်စစ်ပွဲကပေါ်တာဆွဲလူရောင်းစားပြီးမူယူကပိုင်းနိုင်တခိုးတွေနဲ့စုဖွဲ့ထားတဲ့ စစ်တပ်မဟုတ်ဘူးငါတို့တော်လိုင်းရေးတပ်တော်တွေနဲ့အာရခတပ်တော်အေးအေးပူပေါင်းတပ်တွေဟာနှလုံးသွင်းနဲ့ထုစစ်ထားတဲ့ယုံကြည်ချက်နဲ့ရှောက်လန်းနေတဲ့စစ်ပွဲတရားသောစစ်ပွဲတော်လန်သောစစ်ပွဲဖြစ်တယ်တချက်ကလေးမှနောက်မတွန့်ခဲ့ပါဘူးခြံနိုင်တဲ့လူတိတ်ခြင်းလူဆက်နေဒါပြင်မှာစစ်တွေ့ စစ်တွေမှာအောင်တိုင်းကြီးရောင်နဲ့အမြင့်ကျွန်းကြီးရွာမင်းချောင်းတရာအနီးမှာအော်တိုဘန်26ရက်နေ့မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ခဲ့တယ်စစ်တွေရဲ့မြို့ပြင်တိမ်မဝေးတော့ဘူးအရကတတော်အေးထိတ်ချုပ်ထားတဲ့မြို့နေတွေကိုလက်လက်ကြီးနဲ့ပြစ်ခတ်နေတာကိုအရကတတော်အေးကဝုံးကလေးဆိုထပြီးစစ်တွေအနီးတဝိုက်ကိုကတ်ပြီးအောင်တိုင်းနဲ့အမြင့်ကျွန်းကိုဝင်စည်းတယ်လို့လက်တပြက်စစ်စင်တဲ့ပုံစံလို့ကျွန်တော်တို့အကြံပြင်း ချမ်းမြင်ပြောလို့ရတယ်ဗောနော်အဲ့တော့ကပ္ပစာ6ကပ္ပစာ5ကပ္ပစာ9မှာခံစစ်နေစည်ရေးပြင်ဆင်မှု အပြင်းထန်လုပ်နေရပြီအဲ့ဒီကပ္ပစာ6ကပ္ပစာ5ကပ္ပစာ9ကပ္ပစာ16တွေဟာဖက်စစ်တပ်တစ်ခုလုံးမှာအသုံးပြုတဲ့ရန်နဲ့လက်နက်ကြီးတွေထုတ်လုပ်တဲ့နေရာတွေပဲဖြစ်တယ်အာရခတ်တပ်တော်အင်းနဲ့ပူပေါင်းတပ်တွေရဲ့စစ်မျက်နှာဟာဒိုင်းဟာ တ်စစ်တပ်ကိုအကြောက်တရားပေးနိုင်တယ်။အာခတ်တတ်တော်အေအေဟေလိုအတန်ကြားလိုက်ရင်ဖတ်စစ်တပ်ရဲ့မြည်သည့်ယာတူတပ်ဖွဲ့ဝင်မစုချီထအောင်ကြောက်တယ်ဆိုတာမင်းတို့တတ်တယ်ကောင်းနေမင်းတို့မေးကြည့်လိုက်စမ်းပါ။ဒါအာခတ်တတ်တော်အေအေနဲ့ဘူအောင်တပ်တွေရဲ့ ပြည်သိမ်းစစ်ပွဲကြီးကပ္ပစသိမ်းစစ်ပွဲကြီးမကွေးပကိုးအီအော်ရီတိုင်းလုံးကျွတ်စစ်ပွဲကြီးစီကိုမျက်နာမူလာတဲ့စီးဆိုင်ရာစစ်မျက်နှာအခြေအနေတွေကိုဖြစ်ပါတယ်အပြည့်အစုံတရားဝင်ကိုတော့အာရခတ်တတော်အီကထုတ်ပြန်ပါလိမ့်မယ်ဏီကုံးအနေနဲ့ပကိုးတိုင်းအနောက်ချမ်းကတရင်နေကျွန်တော်ကြားနေရပါတယ်ပကိုးတိုင်းအနောက်ချမ်းမှာပေါကောင်းက အုပ်ချုပ်ရေးမှုအောင်နိုင်သူနဲ့စီမံဘုံမှုတိုးနိုင်ထွန်းဆိုတဲ့ကောင်ဒူစီမှုတရားဆိုင်စရေးကန်ထူးဒီကောင်တရားစစ်တပ်အားကိုးနဲ့ပောက်ခေါင်းသားတွေပောက်ခေါင်းသားတွေပောက်ခေါင်းသူတွေပောက်ခေါင်းကပြည်သူတွေကိုအနိုင်ကျင့်ဖိနှိပ်ရက်ဆက်ရုပ်မာတာအင်မတန်များနေပြီလို့ကျွန်တော်တို့သိရပါတယ်စစ်တပ်နဲ့ပြူစောထီတွေရန်ကမှရိုင်းချက်ကတော့ တန်းကုန်နေပြီလို့ဒေတာကန်တွေကကျွန်တော်စီပေးပို့ထားပါတယ်ခွေးဆွဲတယ်လို့ဖမ်းပြီးပေါ်တာဆွဲပါတယ်ဖုံရင်းကြောင်းမှမကြံလိုက်ဆွဲပြီးဖမ်းနေအိမ်ဒီလေးကိုလေအိမ်ဒီကားကြီးရိုက်ဖွင့်ပြီးစိတ်မထင်ရင်မထင်သလိုရိုက်နဲ့ဖမ်းနေတာမင်းမဲ့စရိုက်လို့ဖြစ်နေတဲ့ပေါက်ခေါင်းထွေဦးကြီးက350စစ်တပ်အတွက်350လူကုန်ကူးပြီးပြန်ပေးဆွဲနေကြတာမတည်ဘူးမထင် ကန်ထူးဝတ်တိုးရွာသားကန်ထူးဟိန်းစိုမူဒီနကောင်ပေါင်းမိမျိုးတွေကမှောင်ခိုလုပ်ငန်းတွေအကုန်စီမံဘုံမှုအတွက် စက်ကြီးတွေကောက်ပေးနေကြတယ်လူတွေဖမ်းပေးနေကြတယ်အသက်35-40ပါမကျန်ဖမ်းဆီးခံရတဲ့ပကိုးတိုက်အနောက်ချမ်းပြည်ပေါက်ခေါင်းကတရင်တွေကိုကြားနေရတယ်လို့ ဘဂိုးတိုင်းအနောက်ချမ်းတဲ့အရှိချမ်းပေါင်းဆက်ရေးဗျူဟာမှာဒီတကောင်သားတွေကိုခြံထားလို့မရဘူးဆိုတဲ့အကြောင်းတရင်စကားပါလိုက်ပါတယ်အဲ့တော့ယိုးမဘောကဆင်းလာတဲ့အရခတ်တက်တော်အင်းနဲ့ပူပေါင်းတက်တွေရဲ့ဘဂိုးစစ်မြန်တာဘဂိုးရှိချမ်းအနောက်ချမ်းပေါင်းဆက်နိုင်ရင်တော့စစ်တောင်းမြဝန်းစီစစ်စင်ရေးမှသည်ပေကိုစစ်ချီလိမ့်မယ်လို့ထင်တယ်။ညှော်လင့်နေကြတယ်။ ဆောင်ဆိုင်နေကြတယ်တောင်းတနေကြတယ်တော်လန်ကြီးကိုအမြန်အောင်ချင်နေကြတယ်ကျွန်တော်တို့လည်းထတ်တူပါပဲသို့တော့စေဘွေဘွေကိုဆင်နွှဲရတယ်ဆိုတာကတော့ပါဇက်ကပြောတော့စိတ်ကူးရှင်တော့မလွယ်ကူတဲ့အတွက်အောင်ပွဲရအောင်တကယ်တိုက်ပွဲဝင်နေတဲ့တော်လန်စစ်တီတော်ကြီးမြေပြင်မှာ အများအပြားရှိနေတယ်ဆိုတာကို ယုံကြည်ပြီးဒီတော်လိုင်းရေးပေါ်မှာတွေ့ဝေတန်တရာလုံးဝမရှိပဲအောင်ဝဲကူတာအာယုံဆိုင်ပါစန္ဒာဒီကဆိုရယ်ကျွန်တော်တို့ရဲ့စန္ဒာအာတီတဟာကျွန်တော်တို့တော်လိုင်းရေးရဲ့အောင်လံတော်ကိုစိုက်ထူနိုင်ပါလိမ့်မယ်ဂျေဇုတပါ